အသက်36နှစ်အရွယ်ဆက်ဆံကတော့အခုနောက်ဆုံးမရှိမလာနဲ့အလေးထိုးနဲ့ရှုံးနေပြီးတဲ့ကာလမှာရမ်မနီဆူလူဦးနဲ့ပွဲတုံးကလည်းဒိုင်ကူလို့နိုင်တာမမှန်ကန်ကန်နိုင်တာမဟုတ်ဘူးဆိုပြီးတော့တချို့သောပြည်သက်တွေပြောဆိုခြင်းဝင်လေခံနေရပြီလေဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ မာဂိုအမြင့်ဆုံးဖိုက်တာလို့တင်စားခံရတဲ့ဖိုက်တာတစ်ယောက်ပဲရှိပါတယ်။ဘရော့တန်နဲ့ဆက်ဆံပဲဖြစ်ပါတယ်။အဲ့ဒီတဲမှာဆက်ဆံဟာဆိုရင်တော့ဖြစ်အသက်အရွယ်ကတော့ ကျင်းလာပြီဖြစ်တယ်။ဒါပေမဲ့သမ်နီဆိုလူနဲ့ပွဲတော်ကသူဘာကောင်လဲဆိုတာကိုပြနိုင်တုံးပဲ။အခုဆက်ဆန်က1ချန်ပီယံရှစ်မှာသမ်မန်အလယ်လက်တန်းစာဖိုက်တာလည်းမဟုတ်ဘူး။ဟိုအောက်ခြေမှာရှိနေတဲ့ဖိုက်တာကိုလုံးဝကိုအလေးထိုးနဲ့ရှုံးနေခဲ့တာကတော့ဆက်ဆန်ရဲ့သမိုင်းမှာအရန်ကမှဒါဆူဆူဝဝဖြစ်သွားတဲ့ပွဲအရှက်ကွဲတဲ့ပွဲလို့ပဲကျွန်တော်နေနေပြောရမလားပေါ့ဗျာ။အီဆာသမ်ပေါင်းကိုဒါဆက်ဆန်ကအလေးထိုးနဲ့ရှုံးနေခဲ့တာပြီးဖြစ်ပါတယ်။အီဆာသမ်ပေါင်းက ဆက်ဆန်နဲ့တနည်းပဲကွာတယ်ဗျနော်သူက35နဲ့ဆက်ဆန်က36နဲ့ကွာတာဆိုလို့အရက်လေးပဲနည်းနည်းကွာတာနော်ဆိုတော့အစ်စတန်ပေါင်းကတော်တော်လေးကိုလင်းလင်းပြပြနဲ့ဒီပွဲမှာကစားနိုင်တာကိုတွေ့ရတယ်ဆက်ဆန်ကအရန်ကိုနှီးကွေးနေတာဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီပွဲမှာမာဂုံကလုံးဝမရှိဘူးဗျဆိုတော့ထိုင်းနိုင်ငံမှာအရန်ကိုမာဂုံမြင်မာတဲ့ fighter လို့တင်စားခံရတဲ့ဆက်ဆန်ကလုံးဝကိုအရှက်ကွဲစွာရှုံးနေကြရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဆက်ဆန်ဟာ ရှေ့ဘွယ်သံမဏိဆိုးလူနဲ့ဘွယ်မှာလည်းဒိုင်ကူလို့နိုင်ခဲ့တာဆိုပြီးတော့လောင်းပြောင်ခံနေရတာလေးဖြစ်ပါတယ်။အခုဆက်ဆံကတော့သူဟာအသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက်သူမိသားစုကသူ့ကိုလုံးဝထိုးပွဲမထိုးခိုင်းတော့ပါဘူးတဲ့။ဒါပေမဲ့ကျွန်တော်အခုထိုးနေတာကလည်းမိသားစုရှိအတွက်ဖြစ်တယ်။မိသားစုရဲ့စာဝတ်ဒီရဲ့အတွက်ထိုးနေရတာဆိုပြီးတော့ဆက်ဆံကပြစ်တတ်ကိုရင်ဖွဲလာခဲ့တာပဲဖြစ်ပါတယ်။အသက်36နှစ်အရွယ်ဆရာကအကြပိုင်းရွယ်ဖြစ်နေပြီ။ရော့ချန်ကတော့ပြပြတသားပဲသူဟာနောက်၃နှစ်မှာ ရီထိုးပွဲလောကကနေအားယူပါထောက်ပေတဲ့เนาะအသက်ကြီးရင်မှာဘူလူစီမရှုံးတယ်ဒီလူစီမရှုံးတယ်နဲ့ဒိဋ္ဌာပိုင်းမကြအောင်ဆောဆောဆီဆီအားယူမယ်လို့တော့ထံကတော့ကြီးညာထားတာဖြစ်တယ်အခုဆက်ဆံကတော့အလောင်းခံနေရပြီလေဖြစ်ပါတယ်တမ်မီဆိုလူနဲ့ပွဲမှာလေမတရားဆိုတာအားယူခဲ့တယ်ဆိုပြီးတော့အောင်ပြောင်းခံနေရပြီလေဖြစ်ပါတယ်ဗျပြည်သက်တွေဘလို့ချင်းလဲပြောခဲ့ကြပါအောင်เนาะ